ယေရှုဩဂရာဂျီတီနာဝိုက်ကတော့ဂျက်ရှွာဘန်ကိုအလူလေးကိုတိတ်ကိုကျွေးနေပါပြီဗျာဒါကြောင့်မလို့ဂျက်ရှွာဘန်နဲ့ဘရန်နာရေဘာရဲ့ထိုးပွဲကြီးကို UFC သမိုင်းတစ်လျှောက်အကောင်းဆုံးဆယ်ပွဲစည်ဝင်ပွဲမျိုးဖြစ်တယ်လို့ပရိသတ်တွေပြောဆိုမှုတွေကိုလက်ခံတယ်ဆိုပြီးတော့အင်တာဗျူးမှာဖြေကြားသွားခဲ့ပြီလေဖြစ်ပါတယ် တကယ်ကိုမှအားရဖို့ကောင်းပါရဲ့ဗျာဘန်းကတော့အသက်23နှစ်အရွယ်နဲ့တကယ်ကိုမှချီးမြှောက်ခံနေရပြီတတိယအချီပြန်မစခင်အချိန်လေးမှာဆိုရင်တဲ့နော်ဥက္ကရာကြီးဒေနာဝိုက်ကပြောတာ match maker တွေနဲ့ကျွန်တော်အကြဒီပွဲနှစ်ပတ်သက်လို့အပြန်အလှန် message တွေပို့ပြီးစကားပြောတာဆက်တိုက်ပါပဲတဲ့အဓိကပြောချင်တဲ့အချက်က significant strike စုစုပေါင်းကစံချင်းတက်တောင်အတင်းသွားနိုင်တယ်ဆိုတဲ့အချက်ပါပဲတဲ့ဗျာ လုံးလုံးစဲတော့ဘန်နဲ့ပန်သူကြပွဲကိုဘလို့ပုံစံမျိုးနဲ့ချီကပ်ပွဲတယ်မလဲဆိုတာစဉ်းစားရတော့ပါမယ်ပရိသတ်ကြီးရဲ့အုံပြမှုတွေကဘလို့လဲဘလို့ရှိလဲဒီအချက်တွေကိုအခြေခံပြီးဘလို့ခင်းချင်းပေးရမလဲဆိုတာစဉ်းစားဆုံးဖြတ်သွားရုံပဲရှိတော့တယ်ဆိုပြီးတော့ဥက္ကဋ္ဌကဆက်ပြောပါတယ်ဒီညမှာဆိုရင်လည်းဘန်ကလုံးစရာရှိတာတွေအကုန်လုံးကိုမမှန်ကန်ကန်လုတ်ပြသွားတယ်သူက short notice နဲ့အခွင့်အရေးပေးတယ်ဒါကိုအမိအဆုတ်ကင်ပြီးပါဇက်အဟောင်းသားဖြစ်စေလောက်တဲ့ဆွမ်းဆောင်ရည်မျိုးချပြသွားတယ်ကျွန်တော်သဘောကျတာဒါပါပဲတဲ့ ီလိုအခွင့်အရေးမျိုးပေးရင်ဒီလိုဖြစ်အောင်လုပ်ပြမယ်ဆိုရဲစစ်တပ်ကိုတိတ်ကိုသဘောကျကြောင်းဥက္ကရာကြီးကဆက်ပြောပါရီဒီပွဲမတိုင်ခင်ကတည်းကအနိုင်ရတဲ့သူကချန်ပီယံကပစိန်ကိုခွင့်ပေးမယ်လို့ကျွန်တော်ကိုယ်တိုင်ကတိခံထားရီဒါကြောင့်ပွဲပြီးတာနဲ့သူ့ကိုအနိုင်ခံဝိုင်းတွင်မျက်နှာချင်းဆိုင်ဖို့ခွင့်ပြုလိုက်တာဖြစ်ပါရီတူပိုရီးယားနဲ့ပေတင်ပြီးပဲအနေထားဖို့တော့တိတ်သဘောမချဘူးကိုင်းထဲမှာတူပိုရီးယားရဲ့စနီးလည်းရှိတယ်ကလေးလေးလေးရှိနေတာတော့ဒီလိုအခြေအနေမျိုးဖန်တီးတာလုံးဝမရောကံပါဘူးဘွဲဆူရဲဆိုပေမဲ့ကျွန်တော်ကဒါမျိုးသိအာမပေးဘူးဆိုပြီးတော့ UFC ဩဂရာကြီးကတော့ Joshua Ban နဲ့ Brandon River တို့ရဲ့ပွဲကို UFC သမိုင်းတလျှောက်မှာအကောင်းဆုံး10ပွဲစဉ်ဝင်မှာထက်သွင်းဖို့အတွက်သဘောတူလိုက်တာပဲဖြစ်ပါရယ်နော်တကယ်ပေါ်မှာ Joshua Ban ရဲ့အောင်မြင်မှုကတော့အားရစရာကိုကောင်းနေပါပြီဗျာ